Apple Spring ရဲ့ April 9ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။မိုးရွာသွန်းမှုကကယ်ဆယ်ရေးလုပ်ငန်းတွေကိုပိုရှုပ်ထွေးသွားစေခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကောင်းဆောင်စကိုင်းမြို့လာရောက်စဉ်လူငယ်တချို့ဖမ်းဆီးခံရပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲလဲတကြော့ပြန်ပြင်းထန်နေတာပါ။ညောင်ရွှေမြို့နယ်ကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်နဲ့ PNA ပြည်သူစစ်အထိနာပြီးပြန်ဆုတ်သွားရပါတယ်ဒီသတင်းတွေတင်ဆက်ပေးမှာဖြစ်ပါရရှင်ငလင်ဘေးတဲ့မန္တလေးနဲ့စကိုင်းတို့အပါအဝင် မြန်မာနိုင်ငံရဲ့ဒေတာတချို့မှာမိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ခြင်းကငလင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေကိုအခက်ကြုံစေခဲ့တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုအကူအညီနဲ့အရေးပေါ်ကယ်ဆယ်ရေးအခြေအကဲကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံကမတ်တလေးနယ်စကိုင်းတို့မှာမိုးတဲတဲထန်ထန်ရွာသွန်းခဲ့ပြီးအဲ့ဒီအခြေအနေဟာကယ်ဆယ်ရေးအတွက်ပိုရှုပ်ထွေးစေုံသာမကပဲငလင်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူတွေအတွက်အရေးပေါ်ရွက်ပြန့်တဲ့လိုအပ်ချက်တွေပါပိုကြီးမလာစေတယ်လို့သူကဆိုပါတယ်။ တခြားကဲဆဲရေးဖွဲ့တွေကလည်းအချိန်အခါမဟုတ်မိုးရွာသွန်းမှုနဲ့ဧပြီလရဲ့ကြမ်းတမ်းတဲ့အပူချိန်ပေါင်းဆက်သွားတဲ့အခါကာလဝမ်းယောဂအပါဝင်နောက်ဆက်တွဲကူးဆက်ယောဂတွေကိုခေါင်းထောင်လာစေနိုင်ကြောင်းသတိပေးထားပါတယ်လက်ရှိအခြေအနေမှာတော့ရွက်ပြင်တဲတွေပိုလိုအပ်နေသလိုငလင်ဘေးတင်ပြည်သူတွေရဲ့ပြန်လည်တိဆောက်ရေးအားထုတ်မှုတွေအတွက်မျှော်လင့်ချက်တွေလည်းလိုအပ်နေတယ်လို့ကုလကဲဆယ်ရဲ့အကြီးအကဲကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားတာပါ တရုတ်အိန္ဒိယရုရှားနဲ့အရှေ့တောင်အာရှဒေသတွေနိုင်ငံတွေပါဝင်တဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟာမတ်လ28ရက်နေ့ကစကိုင်းကိုဦးတည်လှုပ်ခတ်ခဲ့တဲ့ငလင်ကြီးအပြီးမှရောက်လာပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့ကြပါတယ်။အဲ့ဒီအဖွဲ့တွေကလည်းအချိန်အခါမဟုတ်ရွာသွန်းတဲ့မိုးကြောင့်အခက်ကြုံခဲ့ကြတယ်လို့ဆိုပါတယ်။ American ကတော့တမဒထရမ်အစိုးရလက်ထက်မူဝါဒအပြောင်းလဲတွေနဲ့တူမြန်မာနိုင်ငံအတွက်ဒေါ်လာ9သန်းသာထောက်ပံ့ပေးထားပါတယ်။ဒါအမေရိကန်ရဲ့စံနှုန်းတွေနဲ့ရှင်ရင် နေပါလုံးတဲ့ပမာဏလိုလေးလာသူတွေကသုံးသက်ပါတယ်။ April 6ရက်နေ့ညပိုင်းအထိရရှိထားတဲ့စရင်းတွေအရငလင်ကြီးကြောင့်လူပေါင်း3564ဦးသေဆုံးပြီး9012ဦးဒဏ်ရာရတဲ့အပြင်214ဦးပျောက်ဆုံးနေကြောင်းအာနာသိစစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။အင်အားဖြင့်ငလင်ကြီးလှုပ်ခတ်အပြီးဆယ်ရက်အကြာမှာစကိုင်းမြို့ကိုအာနာသိကောင်ဆောင်မင်းအောင်လှန်ရောက်လာခဲ့ပြီးသူခရီးစဉ်အတွင်းလူငယ်တချို့ဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဧပြီလ6ရက်နေ့ကစကိုင်းမြို့ကိုရောက်လာခဲ့တဲ့စစ်ကောင်းဆောင်ရဲ့ခရီးစဉ်မှာသူ့ရဲ့လုံခြုံရေးရှင်တန်းအပြင်အချုပ်ကားအလို့တစည်းပါလိုက်ပါလာပြီးလူငယ်တချို့ဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။မင်းအောင်လိုင်ကဧပြီလ6ရက်နေ့မှာပဲစကိုင်းနဲ့မန္တလေးမြို့တို့ကိုနေချင်းပြန်သွားရောက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်းစီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခရှိရာမန္တလေးကိုဒုတိယအကြိမ်သွားရောက်တာဖြစ်ပြီးမြို့ရဲ့60ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့တဲ့စကိုင်းမြို့တော့ငလင်လှုပ်အပြီး10ရက်အကြာမှပဲရောက်ရှိလာတာဖြစ်ပါတယ် ။စကိုင်းမြို့နဲ့မန္တလေးမြို့တို့ဟာမတ်လ28ရက်ကလှုပ်ခဲ့တဲ့ Richter scale ခွန်တသမခွန်အဆင့်ရှင်ငလင်ကြီးရဲ့ဗဟုချက်နဲ့အနည်းဆုံးမြို့တွေဖြစ်ပါတယ်။စကိုင်းမြို့ပေါ်ကလူငယ်တချို့ဖမ်းဆီးခံရကြောင်းဒေသခံပြည်သူတွေအပြင်စကိုင်းတိုင်းက PDF တအူလည်းပြောပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်လို့ People's Spring ကတော့အသေးစိတ်မသိရသေးပါဘူး။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့လုံခြုံရေးအရာစကိုင်းမြို့ပေါ်ကိုမသွားကြဘဲ NUG ထိန်းချုပ်ဒေသတွေမှာပဲကုညီကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့တယ်လို့သိရတာပါ။ စစ်ကောင်စီကငလင်တန်တဲ့ဒေသတွေစီအရက်ဘတ်လူမှုရေးအဖွဲ့တွေကပေးပို့ကူညီတာတွေကိုကန့်တတ်နေတဲ့အပြင်ဒေါ်လာရင်းအားအကောင်းဆုံးဖြစ်တဲ့စကိုင်းတိုင်းကိုတော့ကြံဒေသတွေထပ်ပို့တိုးလို့ကန့်တတ်ထားပါတယ်။အင်းအပြင်းငလင်ကြောင့်စကိုင်းတိုင်းအတွင်းပြည်သူ693ဦးသေဆုံးပြီး2ဦးပျောက်ဆုံးနေတယ်လို့အယောက်890ကတော့ဒဏ်ရာရထားကြောင်း NUG ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယာယီအပြည့်အစုံညညချက်နဲ့အညီထိုးစစ်ရက်ထားတဲ့အင်းတော်မျိုးမှာ စစ်ကောင်စီကမြေပြင်စစ်ကြောင်းထွက်လာပြီးလေကြောင်းကပါပစ်ခတ်လာတာကြောင့်တိုက်ပွဲပြင်းထန်နေပါတယ်။ဒီမနက်အင်းတော်မြို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့စစ်ရေးသတင်းရင်းမြစ်တအူးကပိတ်ထားတဲ့နေရာကလှုပ်လာတယ်။ကတားဘက်ကလည်းတက်လာဖို့လုံနေတာရှိတယ်။တိုက်ပွဲကတော်တော်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေဘုံအရန်ကျဲနေပါတယ်လို့ပြောပါတယ်။စစ်ကောင်စီဟာဧပြီ2ရက်ကနေဧပြီ22ရက်အထိအပြည့်ရကြောင်းကြေညာခဲ့ပေမဲ့မြေပြင်စစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေကိုတော့ဆက်လုပ်နေပါတယ်။ ။ NUG ကလည်းငလင်တန်တဲ့ဒေသတွေနဲ့ဆက်ဆက်ခရိုင်တွေအတွင်းခုခံကာကွယ်စစ်ကလွဲလို့ထိုးစစ်အားလုံးကိုမတ်လ30ရက်ကစပြီး April 12ရက်ထိရပ်ဆိုင်ထားမယ်လို့ထုတ်ပြန်ထားပါ။ဒါပေမဲ့လည်းစစ်ကောင်စီကဆက်ပြီးတိုက်ခိုက်နေတာကြောင့်ဒေသအများစုမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ PDF ABSDF KIA ပကဖားနဲ့ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့2024ဩဂတ်လကစပြီးအင်းတော်မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပါတယ် စစ်ကောင်စီစခန်းအများပြားကိုတင်ယူထားပြီးဂျပန်လှိုင်းကူကုန်းနဲ့ဖျားကုန်းမှာပဲစစ်ကောင်စီကတပ်ဆွဲခုခံနေရတာဖြစ်ပါတယ်။ဒီမနက်ကတိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီဟာ Jet Fighter နဲ့လေကြောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေပူကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့အထိနာပြီးပြန်ဆုတ်သွားတယ်လို့ဒေသခံနဲ့တော်လှန်ရေးရဲဘော်တွေက People Spring ကိုပြောပါတယ်။ မနေ့ကရေပူကျေးရွာရှိဘတ်ချမ်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် PNA ပြည်သူ့စစ်နဲ့ဒေါ်လာရဲတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်နဲ့ PNA တပ်သား6ဦးထပ်မံနေသေဆုံးနိုင်ပြီးထိခိုက်သူများတာကြောင့်စစ်ကောင်စီတပ်သားတွေဟာမူလတက်ဆွဲရာထီရီရွာစီပြန်ဆုတ်သွားတယ်လို့အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ပြောရေးဆိုခွင့်ရှိသူ ကိုအင်းသွင်းနေကဆိုပါတယ် ညောင်ရွှေမြို့နယ်ကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးမယ်လို့ PNO PNA ပြည်သူ့စစ်ကမနေ့ကကြေညာခဲ့တာဖြစ်ပါတယ်။ညောင်ရွှေမြို့နယ်ဟာငလင်တန်းကျောင်းတည်ဆုံးခဲ့ရတဲ့ဒေသခံတရာထက်မနည်းရှိပေမဲ့ PNA ဟာသူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြည်သူတွေခတ်ခဲနေချိန်မှာအခွင့်ကောင်းယူပြီးထိုးစစ်ဆင်ဖို့ကြေညာတာလို့တော်လှန်ရေးအဖွဲ့တချို့ကဝေဖန်ထားပါတယ်။အဲ့ဒီလို ထိုးစစ်ဆင်မဲ့ခြေရွာတွေကတော့ညောင်ရွှေမြို့နယ်တောင်ပိုင်းအင်းလေးဒေသအောက်ဘက်ခြမ်းကစံကားခြေရွာအုပ်စုထီခိုးရွာရေဘူးရွာ

နိုင်ငံစည်းပေါ်ရေးကြက်တဲနေချိန်မှာငွေကုန်ကြေးကျများတဲ့အပျော်ခရီးထွက်ခဲ့သူအီရန်ဒုသမ္မတထုတ်ပယ်ခံရပါတယ်။ပင်ကွင်းနဲ့ဖြန်တွေပဲရှိပြီးလူမနေတဲ့ကျွန်းစုကိုထရမ့်ကအခွန်ကောက်လို့အမေရိကန်အစိုးရဖြေရှင်းနေရပါတယ်။ဒီသတင်းတွေနားဆင်ရမှာပါ။တရုတ်ရဲ့ငွေကြေးအထောက်အပံ့နဲ့အစင်းမြင့်တိစောက်ထားတဲ့ရေတပ်စခန်းအစ်စ်ကိုကမ္ဘောဒီးယားကတရားဝင် ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။နိုင်ငံရဲ့အဓိကရေတပ်စခန်းလို့လည်းသတ်မှတ်နိုင်တဲ့ RM ရဲ့ပြီးခဲ့တဲ့သတင်းပတ်ကုန်ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကိုယ်တိုင်ကြီးမှုခဲ့တာဖြစ်ပါတယ်။ American အစိုးရကတော့အဲ့ဒီရေတပ်စခန်းဟာထိုင်းပင်လယ်ကွေ့ကိုတရုတ်ကဩစာဖြန့်ကျက်ရာမှာအခြေစိုက်စခန်းအဖြစ်အသုံးချတာကိုခံရပွဲရှိတယ်လို့ယူဆနေပါတယ်။ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရေတပ်စခန်းကိုစတင်တိစောက်ချိန်က American ရဲ့ငွေကြေးမတီထောက်ပံ့မှုတွေပါဝင်ခဲ့ပေမဲ့အခုလိုအသစ်ပြန်လဲချဲ့ထွင်မုန်းမှန်မှုမှာတော့တရုတ်ဘတ်ဂျက်အကူအညီကိုအလုံးရင်ရယူထားတာဖြစ်ပါတယ်။ အထူးသဖြင့်ပင်လယ်ဘက်ကိုရှေ့ရှေ့လေးလေးထိုးထွက်နေတဲ့စိတ်ခံအသည့်တစ်ခုပါဝင်လာခြင်းကပိုကြီးမားတဲ့သင်္ဘောတွေစိုက်ကပ်နိုင်စေမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားရေတပ်မှာအဲ့ဒီလိုသင်္ဘောအကြီးစားတွေရှိမနေတာကြောင့်ဒါဟာတရုတ်လေရင်တင်သင်္ဘောတွေစိုက်ကပ်ဖို့ရည်ရွယ်တိစောက်တာဖြစ်နိုင်ကြောင်းဆွဆွဲဝေဖန်မှုတွေလည်းရှိနေတာပါ။ပြီးတော့အစင်းမြတ်မုံမှန်မှုတွေမှာသင်္ဘောတွေကိုပြင်ဆင်နိုင်မဲ့လွန်းတင်သင်္ဘောချင်းအသည့်တစ်ခုလည်းပါဝင်လာပါတယ်။ရီအမ်ရေတပ်စခန်းကိုအစင်းမြတ်ပြင်ဆင်မှုဟာ တရုတ်ရဲ့ငွေကြေးအလုံးအရင်မတည်မှုနဲ့အကောင့်ထဲပေါ်ခဲ့တာဖြစ်တဲ့အတွက်လဲ American ကပို့ပြီးသတိကြီးကြီးနဲ့လေးလာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုငွေကြေးမတည်ပေးခဲ့တာကြောင့်လဲရေတပ်စခန်းကိုသုံးဆွဲခွင့်နဲ့ပတ်သက်လို့တရုတ်ကတီးသန့်အခွင့်အထူးတွေရရှိမယ်လို့ American ကယုံကြည်နေပါတယ်။ဒါပေမဲ့တရုတ်နဲ့ကမ္ဘောဒီးယားတို့ကတော့အဲ့ဒီကိစ္စကိုညှင်းဆို့ထားတာပါ။ရေတပ်စခန်းဖွင့်လှစ်မှုအခမ်းအနားမှာတော့ဝန်ကြီးချုပ်ဟွန်မာနက်ကတရုတ်သမ္မတရှီကျင့်ဖင်ဟာ နှစ်ပတ်အကြာမှာကမ္ဘောဒီးယားကိုအလဲအပတ်ခရီးစဉ်လာရောက်မယ်လို့အတည်ပြုသွားပါတယ်။သူကရေတပ်စခန်းပြင်ဆင်မုံမှန်ချက်ထွင်မှုမှာရှီရဲ့အစိုးရကအကူအညီပေးခဲ့တာတွေအတွက်လည်းကျေးဇူးတင်ကြောင်းပြောကြားသွားတာပါ။ကမ္ဘောဒီးယားအစိုးရကရီအမ်ရေတပ်စခန်းကိုလက်ဝက်ကြီးအုပ်မောင်းပိုင်စီးထားတာမျိုးလုံးမမဟုတ်ပဲမိတ်ဆွေနိုင်ငံအားလုံးရဲ့စစ်တင်ပေါ်တွေကိုစိုက်ကပ်ရန်နာခွင့်ပြုသွားမယ်လို့ဟွန်မာနက်ကဆိုပါတယ်။တစ်ဖက်မှာတော့တရုတ်ဟာဒေသရင်းမှာ မ္ဘောဒီးယားရဲ့အရင်းအနှီးဆုံးဩဇာအလွှမ်းမိုးနိုင်ဆုံးစူပါပါဝါမဟာမိတ်အဖြစ်ရပ်တည်နေပါရရှင်။အန်တာတိကတိုက်ကိုဇယိတ်စကကြီးမားတဲ့အလဲပတ်ခရီးစဉ်တွားရောက်ခဲ့သူဒုသမရတအူကိုအီရန်သမရကယာဒုကနေထုတ်ပယ်ခဲ့ပါတယ်။သမရပဇက်ခန်ကဒုသမရဒါဘီရီကိုယာဒုကထုတ်ပယ်ဖို့ဧပြီလ9ရက်နေ့မှာဓာတ်ရိုက်အမိတ်ပေးညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ဒါဘီရီရဲ့ခရီးစဉ်ကငွေကုန်ချေးချအရမ်းများခဲ့သလို တခုခုအကြောင်းပြချက်ပေးညင်းဆိုဖို့လုံလောက်တဲ့အခြေအနေဘာမှမရှိဘူးလို့သမရကဆုံးဖြတ်ခဲ့ပါတယ်။ပြည်သူတွေကစီးပွားရေးအကျက်အတဲအရာဖိအားတွေတက်ရောက်ခံစားနေရတဲ့အခြေအနေမှာအစိုးရအရာရှိတွေကအယံထဲဝါတဲ့ဒါမှမဟုတ်ငွေကုန်ကြေးကြများတဲ့အပျော်ခရီးမျိုးထွက်နေတယ်ဆိုတာဟာဘယ်ရှုထောင့်ကပဲကြည်ကြည်လုံးဝမဖြစ်တင်ကြောင်း။အဲ့ဒီခရီးမျိုးကိုကိုပိုင်ငွေကြေးနဲ့တွားရောက်တာဖြစ်ရင်တောင်မှလက်ခံပေးနိုင်စရာမရှိကြောင်းသမရကပြောပါတယ်။ အီရန်အစိုးရအဖွဲ့တွေမှာဒါဘီရီရဲ့နှစ်ရှည်လာများဆွမ်းဆွတ်တမန်အလုပ်လုပ်ခဲ့တာတွေကိုသူ့အနေနဲ့လေးစားပြီးမဲ့ရိုးသားမှုညှတာမှုပြည်သူတွေအပေါ်ထားရှိတဲ့ဂရိကဝတ်တွေကိုထိခိုက်လာနိုင်တဲ့ကိစ္စတိုင်းမှာတော့ဒါဘီရီကိုလည်းကင်းလွတ်ခွင့်ပေးထားလို့မရကြောင်းသမရကဆိုပါတယ်ဒါဘီရီကတော့သူ့ရဲ့ပုံကိုရေးခရီးစဉ်ဟာဘာအမှားမှကျူးလွန်ခြင်းမရှိဘူးလို့ကောက်ွယ်ဖြည့်ရှင်းခဲ့ပေမဲ့သမရရဲ့ဆုံးဖြတ်ချက်ကိုတော့လေးစားလက်ခံမယ်လို့ပြောကြားသွားပါတယ် စိုးရဝန်ထမ်းအားလုံးဟာရိုးရှင်းစွာနေထိုင်ရမယ်လို့သတ်မှတ်ထားရှိတဲ့အခြေခံစည်းမျဉ်းကိုဒါဘီရီကချိုးဖောက်ခဲ့တယ်လို့သမ္မတကပြောပါတယ်။အထူးသဖြင့်နိုင်ငံစီးပွားရေးခက်ခဲကြက်တဲနေတဲ့ကာလမျိုးမှာအဲ့ဒီစည်းမျဉ်းကိုအစိုးရဝန်ထမ်းတွေကပိုလေးစားလိုက်နာပေးဖို့လိုတယ်လို့သူကဆိုတာပါ။အီရန်ဟာနျူကလ িয়ার လက်နက်တွေတိစောက်ဖို့ကြိုးစားနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့အမေရိကန်ရဲ့စီးပွားရေးပြင်းပြင်းထန်ထန်ပိတ်ဆို့မှုတွေကြောင့်ရုန်းကန်နေရတာဖြစ်ပါရဲ့ရှင်။ ပင်ကွင်းငှက်တွေနဲ့ဖြန်တွေပဲအဓိကကျက်စားနေထိုင်တဲ့ကျွန်းစုကိုသွင်းကုန်အခွန်စည်းကြမှုစရင်ထဲထည့်သွင်းခဲ့တာဟာလိုအပ်တဲ့ကြိုတင်စီမံမှုတခုလို့ American အစိုးရကဖြေရှင်းခဲ့ပါတယ်။ American သမ္မတ Trump ရဲ့သွင်းကုန်အခွန်အခတွေစည်းကြမှုစည်းမျဉ်းအသစ်တွေကိုထုတ်ပြန်ရမှာ Australia ပိုင်ကျွန်းစုတခုဖြစ်တဲ့ Hut နဲ့ McDonald ကျွန်းစုကိုထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကျောမှာလူမနေပဲပင်ကွင်းတွေနဲ့ဖြန်တွေပဲကျက်စားကြတာပါ။ ကျွန်းစုရဲ့နာမည်ကအမေရိကန်ရဲ့သွင်းကုန်အခွန်စည်းချက်မှုစည်ရင်ထဲပါလာတဲ့အခါတအံ့တော်ဖြစ်ခဲ့ရတယ်လို့ဩစတြေးလျအာဏာပိုင်တွေကပြောပါတယ်။ဒီအကြောင်းကအင်တာနက်မှာလှင်းလင်းမြန်မြန်ပဲပြန့်နှံ့သွားပြီး Trump လက်ထက်မှာတော့ဖြန်တွေနဲ့ပင်ကွင်းတွေပါအခွန်ဆောင်ရတော့မယ်လို့လောင်ပြောင်တယောနေကြတာဖြစ်ပါတယ်။ April 6ရက်နေ့မှာတော့ American စီးပွားရေးဝန်ကြီးဌာနကအဲ့ဒီကိစ္စကိုကောက်ွယ်ပြောကြခဲ့ပြီးလူမနေတဲ့ကျွန်းစုတချို့ကိုအခွန်စည်းချက်မှုစည်ရင်ထဲတမင်ကြိုပြီးထည့်သွင်းထားတာလို့ဖြေရှင်းပါတယ်။ ဲ့ဒီကျွန်းတွေကိုအခွန်စည်းကြံမထားဘူးဆိုရင်နောက်တစ်ချိန်မှာတွင်းကောင်အခွန် short ပေါ့ဖို့အသုံးချလာမယ်ယူပေါက်မျိုးကိုကြိုးတွေးပြီးတော့အခုလိုစီမံထားတာလို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပေမဲ့ Australia ကုန်သွယ်ရေးဝန်ကြီးကတော့ Australia ကမ်းရိုးတန်းနဲ့ကီလိုမီတာ၄000လောက်အကွာကကျွန်းစုကိုတွင်းကောင်အခွန်စည်းကြံမှုစရင်ထဲထည့်သွင်းထားတာကအမားတစ်ခုဆိုတာအရန်ရှင်းလင်းကြောင်းပြီးတော့ American ရဲ့အခွန်သတ်မှတ်ချက်လုပ်ငန်းစဉ်တွေမှာစီစီဆက်ဆက်စီစစ်လောက်ကင်မှုမရှိဘူးဆိုတာထင်ရှားတဲ့ဥပမာတစ်ခုလို့ဝေဖန်သွားပါတယ် ဒါပေမဲ့ American စီးပွားရေးဝန်ကြီးကတော့အဲ့ဒီကျွန်းစုကိုအခွန်စီးကျက်စရင်ထဲထည့်သွင်းထားတာကတမင်ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်းတချို့နိုင်ငံတွေကကမ်းဝေးပိုင်တဲ့နည်းမျိုးတွေကိုအသုံးချပြီးပို့ကုန်အခွန်ရှောင်တိန်တာမျိုးတွေလုံနိုင်ခြင်းရှိတဲ့အတွက်သမ္မတထရမ့်ကရည်ရွယ်ချက်ရှိရှိကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်းပြောကြားသွားပါတယ် Hart နဲ့ McDonald ကျွန်းစုကဩစတြေးလျအနောက်တောင်ဘက်အိန္ဒိယသမုဒ္ဒရာထဲမှာတည်ရှိပြီးအန်တာတိကတိုက်နဲ့ပိုနီးကပ်နေပါတယ်ကျွန်းစုအလုံးရဲ့အကျယ်ဝန်းက 329စတူရန်ကီလိုမီတာလောက်ရှိပြီး1948ခုနှစ်ကစလို့ဩစတြေးလျပိုင်နက်နယ်မြေတစ်ခုဖြစ်လာခဲ့တာပါအဲ့ဒီကြောမှာတိတ်ပန်သူရေသနာအဖွဲ့တချို့ယာယီတွားရောက်နေထိုင်တာကလွဲပြီးလူသားတွေအများတန်းအခြေချတာမျိုးမရှိဘူးလို့သိရပါတယ်ရှင် People's Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်